ောကလူတွေဟာကိုယ်မျက်စိနဲ့မမြင်ဘူးတဲ့အာယုံပေါ်မှာချစ်ခင်နဲ့တွေ့တာတဲ့လူချင်းနဲ့ဆိုတာမရှိဘူးကြားမှမကြားဘူးသေးတဲ့ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်လူချင်းနဲ့ဆိုတာမရှိဘူးဒါမှန်းနေခေါင်းကြီးတို့ငယ်ငယ်တုန်းကတောရွာမှာရှင်တွေလူချင်းပြီးဖို့ပြီးတော့မြေအိုးနဲ့ပဲရှင်တွေအိုးတည်ပြီးတော့ဒီလိုတုံးကြတာဖြစ်တော့ရှင်တွေကို တဲပီောကြာရှိစွာထိန်းထားတဲ့ဓာဘူးဆိုတာရှိကုန်ရှိကြားလည်းမကြားဘူးမြင်လည်းမမြင်ဘူးဆိုတော့ဘသူတွေမှအဲ့ဒီလူတွေရဲ့စိတ်ထဲမှာဓာဘူးလိုချင်တယ်လို့မရှိဘူးနော်ရှင်တွေရခြင်းမင်းမွေးပြီးတော့တဲလိုက်မှဆိုရဲအတိပဲရှိတယ်အခုလိုချင်အခုလုပ်တဲ့အတိလေးပဲရှိတယ်လိုချင်တယ်ဆိုတာမရှိအဲ့ဒီတော့ကက်ဆက်တို့ရေဒီယိုတို့ဘာတို့ညာတို့မရှိသေးတဲ့အချိန်မှာဆိုလဲ တယ်လီဗေးရှင်းတို့လည်းမရှိဘူးမရှိတဲ့အချိန်မှာတယ်လီဗေးရှင်းလေးဝယ်ကျင်လိုက်တာဆိုဆယ်လည်းမဖြစ်ဘူးကက်ဆက်လေးရှင်းကောင်းပါပဲလို့နားထောင်နေတဲ့စိတ်တွေလည်းဘာမှမရှိဘူးအဲ့တော့မှရှိတာဘာလို့ဆိုကိုယ်ပါစကိုယ်သုံးချပြီးလေးချောနာပဲရှိလေးချောနာနဲ့လက်ဖြောက်တီးတာပဲဒါအဲ့ဒါပဲတခြင်းတုံးပါတော့ပြင်းလို့ရှိရင်လေးချွန်ပြီးလက်ဖြောက်တီးစားအဲ့ဒီလောက်ဟာမှာ ဘသူမှလည်းကက်ဆက်ဆိုတာတော့မျောလင့်တာမရှိကြဘူးလိုချင်တာတွေမရှိဘူးဘာဖြစ်လို့လဲဆိုမမြင်ဘူးလို့ပဲမမြင်ဘူးမတွေ့ဘူးတဲ့အာယုံတစ်ခုကိုလိုချင်တယ်ဆိုတာမဖြစ်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားကမေးလိုက်တယ်ကိုမျက်စိနဲ့မြင်ရတဲ့အာယုံတွေထဲမှာတဲ့ဘယ်တော့မှလည်းမမြင်ခဲ့ဘူးအခုလည်းမြင်နေတာမဟုတ်ဘူးမြင်ကျင်လိုက်တာလို့ဆိုတော့ ဆန္ဒလည်းမဖြစ်ဘူးသိမှမသိတာဆန္ဒမဖြစ်ဘူးအဲ့ဒီအာယုံပေါ်မှာမင်းတို့ချင်းမှု တွေ့တာမှုတတ်မဲ့မှုတွေရှိပါမလားမရှိပါဘူးခင်ဗျာကြည့်တော့ဒါတရားနဲ့ပတ်သက်လာလို့ရှိဖြစ်ပေါ်လာတာဟာမရှိတာတွေဖြစ်လာတယ်ဆိုတဲ့သဘောဟာအလွန်ထင်ရှားတယ်ပေါ့ခဏိခေတ်မှကြည့်လိုက်မယ်ဆိုရင်လိုချင်စရာတွေမြင်လာတာဟုတ်လိုချင်စရာတွေလိုအပ်ချက်တွေဟာ များများပြီးတော့လာမဆုံးနိုင်ဒီတစ်ခုရရင်နောက်တစ်ခုနောက်တစ်ခုရရင်နောက်တစ်ခုတစ်မျိုးပြီးတစ်မျိုးပေါ်နေတဲ့အခါကျတော့လိုချင်စရာတွေဟာမဆုံးနိုင်တော့များလာတယ်ခဏခဏအဲ့တော့မြတ်စွာဘုရားကဟောလိုတာကအဲ့ဒီပုံမှာတဏှာရာကသန္တာတွေ့တာမှုတွေမဖြစ်ဘူးဆိုလို့ရှိရင်ကိုမြင်ဘူးတဲ့အရာပေါ်မှာလည်းပဲ အဲ့ဒီလိုမဖြစ်အောင်ကျင့်ရမယ်လို့ဒီလိုဆိုလိုတာပေါ့နော်ဒိဋ္ဌိဒိဋ္ဌမတ္တဒိဋ္ဌိဒိဋ္ဌမတ္တဆိုတဲ့စကားလုံးကမြင်လိုက်တဲ့အာယုံပေါ်မှာမြင်လိုက်တဲ့အတိုင်းအတာအတိုင်းပဲယက်ထားမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံလေးကိုမြင်လို့ရှိရင်အဲ့ဒီမြင်တဲ့အဆင်းအာယုံအတိုင်းအတာလေးနဲ့ပဲယက်ထားလို့ဆိုအဲ့တော့ဗာနိယမလို့မေးလို့ရှိရင်တတိထား မြင်တဲ့အာယုံလေးပေါ်မှာတတိထားစိတ်ဆိုတာအာယုံတစ်ခုပေါ်လာလို့ရှိရင် အလွန်လင်းမြန်တဲ့နှုံသားနဲ့အတွေးတွေပေါ်လာတာနောက်ကလိုက်လာအတွေးကချက်ချင်းလိုက်မျက်စိကမြင်လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီပါအာယုံပေါ်မှာဆင့်ပြီးတော့တွေးသွားအဲ့ဒီအတွေးတွေမရောက်အောင်မြင်တဲ့အာယုံလေးပေါ်မှာတတိကတ်ထားပြီးတော့မြင်တယ်ဆိုတဲ့အတိုင်းတာနဲ့ညှက်နိုင်အောင်ကြိုးစားအဲ့ဒါတွေကိုတွေးပြီးတော့ ကောင်းတယ်မကောင်းဘူးလူချင်းစရာကောင်းတယ်လူချင်းစရာမကောင်းဘူးငါဟာငါဟာမဟုတ်ဘူးဆိုတဲ့အတွေးတွေရှေ့ဆက်မလာစေနဲ့မျက်စိကမြင်မြင်လိုက်တဲ့နေရာလေးမှာရက်လိုက်အဲ့ဒါကိုဒိဋ္ဌိဒိဋ္ဌမတ္တာမြင်တဲ့အာယုံပေါ်မှာမြင်တဲ့အာယုံအတိုင်းဒါပဲလို့ဆိုလိုတာကအဲ့ဒီပေါ်မှာတွေးပြီးဖြစ်စေနဲ့မုံတီးတဲ့စိတ်တွေလည်းမဖြစ်စေနဲ့ ဘာမှမသိဘူးဆိုတော့တွေးဝေတဲ့စိတ်တွေလည်းမဖြစ်စေနဲ့တဲ့။ဘာလည်းမဖြစ်စေရမှာလို့ဆိုမြင်တဲ့အာယုလေးပေါ်မှာတတိကလိုက်လို့ရှင်ဒါတွေမလာတော့ဘူးလို့ဆိုလိုတယ်ပေါ့။ဒါထိဋ္ဌိတေတမတံဖြစ်စဉ်တစ်ခု။လွယ်သလားလို့ဆိုတော့လွယ်လကူကတော့မဖြစ်ဘူး။ဘာဖြစ်လို့မလွယ်တာတုံးလို့မေးလူတွေဟာအမြဲတမ်းအာယုနဲ့တတိဟာကပ်မနေဘူး။ တတိကအလွန်အားပြော့နေတယ်တွေးမိတွေးရတယ်အတွေးရင်ရင်ကြောတွေမှာမျောနေတတ်တာများတတိတွေအလွန်အားနေတယ်အားနေသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အာယုံပေါ်မှာမျောပါသွားတဲ့စိတ်တွေအပူများလာအဲ့ဒါကိုလေ့ကျင့်ပေးရမှာသူကတတိတွေကောင်းလာပြီဆိုရင်ဖြတ်ခနဲ့ထိန်းလိုက်နိုင်တဲ့အနေအထားမျိုးလေးတွေဖြစ်လာတတိကိုလေ့ကျင့်ပေးရမယ်လို့ဒီလိုဆုံးလို့အဲ့တော့မြတ်စွာဘုရားက မာလုကျဗုဒ္ဓယဟန်ကိုမေးပြီးတော့အဲ့ဒီမြင်တဲ့အာယုလေးပေါ်မှာအမြင်ကလေးအတိုင်းတန်နဲ့ပဲရအောင်ကြိုးစားတဲ့အဲ့တော့အမြင်ကလေးအာယုပေါ်မှာရအောင်ကြိုးစားဆိုတာမြင်တဲ့အာယုဟာအစင်းအာယုလို့ခေါ်တယ်အစင်းအာယုမျက်စိကမြင်တာအစင်းကိုပဲမြင်တယ်တံတန်လေးကိုပဲမြင်တယ်သို့တော့မျက်စိကမြင်တာဟာ မြဲတယ်ဆိုတာမမြင်ဘူးငါဟာဆိုတာမမြင်ဘူးချမ်းသာတယ်လို့ဆိုတာမမြင်ဘူးအဲ့ဒါလေးကဆက်လာတဲ့အတွေးတွေညာတာဖြစ်တယ်သူမြင်လိုက်တာအဆင်းအာယုံလေးပဲမြင်လိုက်တယ်ပေါ့အဲ့ဒီမြင်လိုက်တဲ့အာယုံလေးမှရင်ရနိုင်အောင်ကြိုးစားဒါကအသေးပဲတစ်ခုနောက်တစ်ခုကျတော့ဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာမြင်လိုက်တဲ့စိတ်ကမြင်သိစိတ်ကလေး မြင်မှန်းသိလိုက်တဲ့စိတ်ကလေးမှာဒေါဒေါသမပါဘူးမောဟမပါဘူးသူကမြင်တာကိုမြင်တယ်လို့ပဲသိလိုက်တယ်တန့်စင်နေတဲ့စိတ်ဖြစ်တဲ့စက္ခုဝိညာဉ်စိတ်ဟာတန့်စင်နေတယ်ထို့တူပဲဒီဘုံမှာလက်ခံတဲ့တံတေဆိုင်စိတ်လေးစုံစမ်းတဲ့တန္တိရဏစိတ်လေးဆုံးဖြတ်တဲ့ဝဋ်ထောပနစိတ်လေးအဲ့ဒီစိတ်ကလေးတွေဟာတပိဓမ္မာတင်ထားလို့ရှိရင်စိတ်တစ်ခုဖြစ်ပြီဆိုရင် mental process နဲ့ဆက်သွားတဲ့စိတ်လေးဟာဖြစ်ပြီးရင်မြင်လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီစိတ်လေးဟာယက်တန်လို့မရဘူးတဘာဝအတိုင်း process အနေနဲ့ဖြစ်စဉ်ကြီးတစ်ခုအနေနဲ့ဆက်သွားတယ်အဲ့ဒီဆက်သွားတဲ့အခါမှာသက္ခဝိညာဉ်စိတ်လေးမြင်သိစိတ်ဖြစ်တဲ့အခိုက်လေးမှာလိုချင်တယ်လို့မုန်းတီးတယ်လို့မသိဘူးဆိုတာတွေမလာဘူးမြေုံတက်တက်ပဲတံပတိဆိုင်ဆိုတဲ့လက်ခံတဲ့စိတ်ကလေးဖြစ်တဲ့အချိန်မှာလည်းလက်ခံယုံတက်တက်ပဲ တန်တိရဏစူးစမ်းနေဆိုတဲ့ဟာလေးကလည်းပဲလက်စူးစမ်းနေနေထားတတ်တဲ့ပဲဝဋ္ဌဝနဆုံးဖြတ်တယ်ခွဲခြားထားတယ်ဆိုတာလေတဘာဝတရားလေးတတ်တဲ့အပေါ်မှာပဲဒီအာယုံ ကောင်းနေဆိုးတယ်ဆိုတဲ့ဟာတွေဘာတစ်ခုမှမလာသေးဘူးအေးဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာအဲ့ဒီစိတ်တွေအတိုင်းတာအတိုင်းဇောဖြစ်တဲ့အခါမှာလည်းပဲသူတို့ရဲ့ဘောင်းကိုမကြော်ပဲနဲ့လိုချင်တယ်ဆိုတာမလာစေနဲ့လို့ဆိုလို့ လိုချင်တာတွေမလားစေနဲ့မုံတီးတယ်ဆိုတာတွေမလားစေနဲ့အမှန်မသိဘူးဆိုတာတွေမလားစေနဲ့စကုဝိညာဉ်စိတ်ရဲ့အတိုင်းအတာလေးအတိုင်းရှိပါစေလို့ဆိုတာဒိဋ္ဌိဒိဋ္ဌာမတ္တကျင့်တယ်လို့ခေါ်စိတ်ရဲ့တဘာဝအလျောက်ဖြစ်လိုက်ပြီဆိုရင်ဇောတိအောင်သွားတာပဲဒါဝိသိဖြစ်စဉ်တစ်ခုဟာစကုဝိညာဉ်နဲ့အစင်းအာယုန်လေးတိုက်လိုက်တာနဲ့တပြိုင်နက်စိတ်တကားဟာပွင့်သွားတယ် ပင်စတာရဝေဆန်းလို့ခေါ်တယ်စိတ်တကားပွင့်သွားပွင့်သွားတဲ့အချိန်မှာသက္ခဝဉ္ဇဉ်စိတ်လေးပေါ်လာတယ်မြင်လိုက်တယ်မြင်ပြီးပျောက်သွားတယ်မြင်လိုက်တာကိုလက်ခံလိုက်တယ်တမ္ပတိဆိုင်လက်ခံပြီးပျောက်သွားတယ်ပျောက်သွားပြီးတဲ့အခါတန်တိရဏစုံစမ်းတဲ့စိတ်လေးပေါ်လာတယ်စုံစမ်းပြီးပျောက်သွားတယ်ဘုထဗနာထိုအာယုံကိုခွဲတန်းချပြီးတော့ထားလိုက်တယ်ထားပြီးသူ့အလုပ်ပြီးလို့ပြတ်သွားပြန် ဲ့ဒီနောက်မှာဒီအာယုံလေးနဲ့ပတ်သက်ပြီးတော့အချိန်ချင်းခုနှစ်ချိန်လောက်ထပ်ပြီးတော့ဖြစ်တဲ့ဇောစိတ်ဆိုတာအချိန်အဟုန်လေးနဲ့ဖြစ်လာအဲ့ဒီဇောစိတ်ကမှလိုချင်တယ်လို့မုန်းတီးတယ်လို့ဆိုတာလေးလာလို့အဲ့ဒီဇောစိတ်ကလည်းအဲ့ဒီအတိုင်းပဲတကယ်တော့လောဘတွေဒေါသတွေမောဟတွေမဖြစ်စေဘဲနဲ့စကုဝိညာဉ်စိတ်တုံးကဖြစ်တဲ့အတိုင်းအတာလေးတွေဘောင်းမကျော်ဘဲနဲ့ဒီအာယုံလေးပေါ်မှာသူ့ဘာသူ့ စိတ်တဘာဝအတိုင်းဖြတ်တန်းတာလေးလောက်ပဲဖြတ်တန်းသွားပါစေဒီအာယုံလေးဟာတက်တန်းစေတဲ့အခါကျတော့စိတ်16ချက်ပြည့်သွားလို့ရှင်သူ့ဘာသူလိုလျောက်ချုပ်ပြောက်သွားတာအာယုံလေးကချုပ်ပြောက်သွားတယ်အာယုံလေးတစ်ခုရဲ့တက်တန်းဟာစိတ်ပေါင်း16ခုဖြစ်ဖြစ်တဲ့အချိန်နဲ့ညီမျှတယ်ဆိုပါစို့မျက်စိနဲ့အဆင်အာယုံတိုက်လိုက်တဲ့အခါမှာလက်ရှိဘဝင်စိတ်လေးက၃ငါလောက်ဖြစ်လိုက်တယ် သုံးကလောက်ဖြစ်ပြီးတော့ချုပ်သွားတယ်။ဘဝင်စိတ်သုံးကချုပ်ပြီးတဲ့အခါမှာစိတ်တကားကိုဖွင့်ပေးတဲ့မနောတော့ပိစဒရဝိဇန်စိတ်ဖြစ်တယ်။ပိစဒရဝိဇန်စိတ်ဖြစ်ပြီးမြင်သည့်သက္ခဝိဉ္ဇဉ်စိတ်ဖြစ်တယ်။သက္ခဝိဉ္ဇဉ်စိတ်ဖြစ်ပြီးစူးစမ်းတဲ့အဲလက်ခံတဲ့တံလေးဆန်းဖြစ်တယ်။ပြီးတော့တန်တိရဏစိတ်ဖြစ်တယ်။ပြီးတော့ခွဲခြားထားတဲ့ဘုထောပနဖြစ်တယ်။ပြီးတော့ဇောခုနှစ်ချိန်ဖြစ်တယ်။ အဲ့ဒီနောက်မှာတရားယုံစိတ်2ချိန်ဆိုတော့16ခုဖြစ်သွားအဲ့ဒီ16ခုဖြစ်ပြီးချုပ်သွားဒီစိတ်ရဲ့လုပ်ငန်းအာယုံလေးရဲ့တက်တန်းဟာကုန်ဆုံးသွားအာယုံလေးတစ်ခုကိုစိတ်ပေါင်း16ခုကဝိုင်းဝန်းပြီးတော့လုံးကြတယ်လို့ဆိုလို့အာယုံလေးတစ်ခုပေါ်လာဒါကဒီဖြစ်စဉ်လေးတစ်ခုကိုပြောတာဥပမာထင်ရှားတဲ့ဥပမာနဲ့မှတ်ရမယ်ဆိုရင်လူတယောက်ဟာအခန်းထဲမှာ တကားလေးပိတ်ပြီးတော့စာဖတ်နေတာတို့သို့မဟုတ်အိတ်နေတာတို့တခုခုပေါ့ကိုယ့်ဘာကိုယ်တယောက်တည်းနေတဲ့အချိန်မှာပြင်ကနေတကားလာခောက်တယ်တကားလာခောက်လိုက်တဲ့အချိန်မှာစိတ်ကလေးကအဲ့ဒီရောက်သွားရောက်သွားတော့တကားကိုဖွင့်ပေးလိုက်တယ်ဖွင့်လိုက်တဲ့အခါမှာဧည့်သည်မြင်ရတယ်အိမ်ထဲကိုဖိုက်ခေါ်လိုက်တယ်ဧည့်သည်နဲ့စကားပြောတယ်ပြီးတော့ဧည့်သည်ကိုဧည့်ခံတယ်ဧည့်ခံပြီးတဲ့အခါဧည့်သည်က နှုတ်ဆက်ပြီးတော့ပြန်ထွက်သွားတယ်တကားပြန်ပိတ်သွားတယ်အဲ့ဒီဖြစ်စဉ်လေးတစ်ခုကိုကြည့်လိုက်အဲ့ဒါလည်းပဲတကားလာခေါက်လိုက်တဲ့အချိန်လေးတကားလာခေါက်လိုက်တာနဲ့အာယုံနဲ့စိတ်သွားပြီးတော့တိုက်ခိုက်တယ်ဆိုရင်အစာကလေးဖြစ်ပေါ်လာတကားခေါက်တဲ့အခါဘသူပါလဲဆိုပြီးတော့စူဇန်းပြီးတကားထဖွင့်လိုက်တာနဲ့ပိစတာရဝိဇန်းစိတ်ဖြစ်တာနဲ့တူတယ် ဖွင့်လိုက်တော့လာတဲ့လူကိုမြင်လိုက်တာနဲ့သက္ခဝိညာဉ်စိတ်ဖြစ်တယ်။လာပါလို့လက်ခံလိုက်တာနဲ့တံတေဆိုင်ဖြစ်။ဘာကိစ္စလာတယ်လဲလို့မေးတာနဲ့တန်တိရဏစိတ်ဖြစ်တယ်။အကြောင်းအရာသိပြီးဩဘာကိစ္စလူလာတာပဲဆိုတော့သုံးဖြတ်ချက်ချတာနဲ့ဝဋ်ထောပနာစိတ်ဖြစ်တယ်။အဲ့ဒီကိစ္စကိုဆွေးနွေးကြတာဇောဖြစ်တယ်။ဇောဖြစ်ပြီးတော့နှုတ်ဆက်ပြီးတော့ပြန်ထွက်နှုတ်ဆက်တာတရားယုံဖြစ်တယ်။ ပြန်ထွက်သွားလို့တကားပိတ်လိုက်တာဘဝင်စိတ်ပြန်ဖြစ်သွားတယ်။အဲ့ဒီ process ပဲ။နော်ဖြစ်စဉ်တကူကထူးထူးဆန်းဆန်းမဟုတ်ဘူး။ဘယ်ရာပဲဖြစ်ဖြစ်ဖြစ်စဉ်လေးနဲ့သွားနေတာကြီးပဲအလုံးစိတ်မှဒီလိုဖြစ်စဉ်နဲ့မဟုတ်ဘူး။တခြားအရာတွေလည်းဒီဖြစ်စဉ်တွေကဒီတိုင်းပဲသွားနေတာ။တတိပဋ္ဌာမိလို့သာအလုံးဟာဖြစ်စဉ်နဲ့ပဲသွားနေ။အဲ့ဒီဖြစ်စဉ်အတိုင်းပဲ အာယုန်လေးတစ်ခုပေါ်မှာစိတ်ပေါင်း18ချက်ဖြစ်ပြီးတော့သွားတယ်ဖြစ်သွားတဲ့အခါမှာဆက်မတွေးမချင်းဒီအာယုန်ပေါ်မှာလိုချင်တယ်ဆိုတာလည်းမဖြစ်ဘူးမုံတီးတယ်ဆိုတာလည်းမဖြစ်ဘူးမှမသိဘူးဆိုတာလည်းမဖြစ်ဘူးတဘာဝဟိုတဘာဝလို့ပဲမြင်မြင်တဲ့အတိုင်းမှာပဲထားလိုက်တာဒိဋ္ဌိဒိဋ္ဌမတ္တံလို့ဒီလိုဆိုတာဟဲ့ဒီမြင်တဲ့စိတ်အတိုင်းတာတဲ့ပို့ပြီးတော့ကြော်ပြီးတော့မသွားဘူး ကိုကိုကိုစိတ်ကိုခဲခတ်ကြည့်မြင်ုံနဲ့လောဘဖြစ်သလားမြင်ုံနဲ့ဒေါသဖြစ်သလားမြင်ုံနဲ့တွေးဝေတဲ့မောဟတွေဖြစ်သလားလို့တတိလေးကပ်ပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်မြင်ုံတက်တက်နဲ့ကမဖြစ်ဘူးဘာလို့လဲနောက်ကလိုက်လာတဲ့အတွေ့ဟောနောက်ကလိုက်လာတဲ့အတွေ့လေးဟာဘသူပဲဘဲဝါပဲငါပဲငါဟာပဲဆိုတဲ့ အတွေးတွေဝင်လာတဲ့အခါကျမှဘသူဆိုတာတွေးလိုက်တာနဲ့ဒီလူကတစ်ချိန်လုံးကငါနဲ့ဘာတွေလုပ်ခဲ့နော်ဒေါသဖြစ်စရာတွေဝင်လာပြီဆောက်တွေးလိုက်တယ်အတိတ်ကအရေးတရောအကုန်ပေါ်လာဒေါသဖြစ်စရာတွေပေါ်လာမယ်သို့မဟုတ်ခင်မင်းစရာတွေပေါ်လာမယ်ဒီလူတွေအာယုန်တစ်ခုပေါ်မှာအဲ့လိုအတွေးနယ်ချင်ချက်သလောက်လောဘတွေဒေါသတွေမောဟတွေဟာဖြစ်ပေါ်လာတယ်တဲ့ဒါကြောင့်မို့လို့ မြင်လေဆိုရင်မြင်တဲ့အာယုံလေးအတိုင်းတာပေါ်မှာမြင်မှုလေးပေါ်မှာရအောင်ကြိုးစားလို့ဒီလိုဟောတာမာလောကျဗုဒ္ဓအဲ့ဒါဟာမှန်တဲ့ဝိပဿနာတရားပဲဒိဋ္ဌိဒိဋ္ဌမတ္တံဝိပဿနာတရားပဲအဲ့ဒီလိုမြင်တဲ့အာယုံလေးပေါ်မှာမြင်တဲ့အတိုင်းတာလေးတစ်ခုတင်ရပ်ဆိုင်လိုက်လို့ရှင်ဘာဖြစ်တုံးဆိုတော့ လောဘနဲ့အဲ့ဒီအာယုံကို မတွေးဘူးဒေါသနဲ့အဲ့ဒီအာယုံကို မတွေးဘူးမောဟနဲ့အဲ့ဒီအာယုံပေါ်မှာတွေးဝေတာမျိုးမရှိတော့ဘူးတခြားမာနတွေအိတ်တာတွေမစ္ဆရိယတွေအကုသိုလ်တွေအကုန်မလာတော့ဘူးမလာတော့ဘာဖြစ်တယ်ဆိုရင်အဲ့ဒီအာယုံပေါ်မှာလူရဲ့စိတ်ဟာအလုံးလောက်ထာမဖြစ်တော့ဒီအာယုံနဲ့ဆက်လက်ပြီးတော့သူ့စိတ်တွေဟာအလုံးမလောက်တော့ဘူးနော် တွေ့တာတဲ့လောဘတွေနဲ့အလုံးမလုံးဘူးမုံတီးတဲ့ဒေါသတွေနဲ့ဆက်ပြီးတော့အလုံးမလုံးတော့ဘူးအဲ့ဒါကိုမြတ်စွာဘုရားချင်းချင်းလေးဟောတာသူကယတောခောတိဒိဋ္ဌိဒိဋ္ဌမတံဒိဋ္ဌတံဒိဋ္ဌိဓမ္မေတုဒိဋ္ဌိဒိဋ္ဌမတံဘဝိတ္တိတတောနတေနအဲ့ဒါနဲ့ပတ်သက်ပြီးဒါကဒေါသမောဟမဖြစ်ဘူးမဖြစ်ရင်တတောတွန်နတ္တထာ အဲ့ဒီမှာမင်းအလုံးလုံးမှမဟုတ်ဘူးတဲ့။လောဘတွေဒေါသတွေနဲ့တွေ့တာမှုတွေအဲ့ဒီမှာမဖြစ်တော့ဘူးတဲ့။အဲ့ဒီအာယုန်နဲ့ပတ်သက်လာ။မြင်လိုက်တာလေးပဲရှိတယ်ဘာမှမစင်စားဘူး။ဟာတတော်တော်နေဝိဒါအဲ့ဒီလိုနေနိုင်မယ်ဆိုလို့ရှိရင်အာယုန်ဟာပြတ်သွားသည့်အတွက်ကြောင့်ဒီလောကမှာလည်းမတွေ့တော်တော့ဘူး။နာဟုတာတခြားလောကကိုလည်းမတွေ့တာဘူး။ နာဥပယံမန္တရေနဤလောကတခြားလောကကြားမှာလည်းပဲမတွေ့တာတော့ဘူးအေတိဝံတော့ဒုက္ခတာဒါဟာဒုက္ခရဲ့အဆုံးသတ်ပဲလို့ဝိပဿနာကျင့်စဉ်တစ်ခုသက်စွာဘုရားအချင်းချင်းဟောအဲ့ဒီအချင်းချုပ်လေးဟာနားလေဖို့လွယ်သလားလို့ဆိုလွယ်တော့မလွယ်အဲ့ဒါကိုမာလောကျဗုဒ္ဓယဟန်ကသက်စွာဘုရားကငါဟောတာနားလေလားဆိုတော့ ရှင်မယားတပည့်တော်နားလဲပါပြီ။ तू နားလဲတာလေးကို तू ဘယ်လိုလျှောက်တော့ဆိုနားလဲသွားတယ်ဖရာကတော့အချင်းလေးမင်းဒိဋ္ဌိလေးကမတဖြစ်အောင်လို့ဖြစ်ရင်လောဘဒေါသတွေနဲ့အဲ့ဒီအာယုံမပတ်သက်တော့မပတ်သက်ရင်အဲ့ဒီမှာမင်းဆက်ပြီးအလုံးလုံးတော့ဆက်အလုံးလုံးလို့ရင်မင်းဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးအဲဒီနဲ့ဟိုနဲ့ကြားမှာလည်းမင်းမရှိဘူးဒါငြိမ့်သွားပြီလို့ဒီလိုဆိုတာနော်ဒုက္ခဆုံးတတ်ပဲလို့ဆိုတော့တကယ်ချင်းချင်းလေးခေါ်လိုက် အလိုဟောတော့သူကနားလဲတယ်တပည့်တော်ဒီလိုနားလဲပြီဖြားတဲ့ဘယ်လိုနားလဲတော့ဆိုရူပံဒိဋ္ဌောတတိမုဋ္ဌာပြိယံနိမိတံမနတိကရောတောတပည့်တော်အစင်အာယုန်လေးကိုမျက်စိနဲ့မြင်လိုက်တဲ့အခါတတိလွတ်သွားတယ်ဖျားမြင်တဲ့အာယုန်လေးပေါ်မှာတတိလွတ်ပြီးတော့ပြိယံနိမိတံမနတိကရောတောလှတယ်ပတယ်လူချင်းစရာကောင်းတယ်ဆိုတဲ့အတွေးတွေဝင်လာတယ်တဲ့ လူချင်းစရာကောင်းလိုက်တာလှလိုက်တာဆိုတော့အတွေးဝင်လာတဲ့အခါမှာတာရတ္တစိတ်တော်ဝေထေတိတပည့်တော်အဲ့ဒီပေါ်မှာတွေ့တာတဲ့ခံစားမှုတွေဆက်လက်ပြီးတော့ဖြစ်ပေါ်နေရဲ့တင်စဣဇောတတိတိတ်ထတိအဲ့ဒီခံစားမှုတွေကတပည့်တော်ရဲ့စိတ်ကိုလွှမ်းမိုးချုပ်ကင်သွားပြီတဲ့အဲ့ဒီအချိန်မှာအာယုလေးတခုပေါ်မှာတွေ့တာလိုက်တာနဲ့တပည့်တော်ရဲ့စိတ်ကိုလွှမ်းမိုးချုပ်ကင်သွားပြီအဲ့ဒီလိုချုပ်ကင်သွားတဲ့အခါမှာတဲ့ တတဝဋ္ဌံတိအာတဝါအနေကာရူပတံဘောအစင်းအာယုံလေးကိုစွဲမြည်ပြီးတော့ဖြစ်လာတဲ့အကုသိုလ်တွေဟာအမျိုးစုံပဲနော်အကုသိုလ်တွေအမျိုးစုံတက်လာတယ်လောဘတွေတက်လာတယ်လောဘနဲ့ပတ်သက်ပြီးဒေါသတွေတက်လာတယ်မောဟတွေမမနာတွေအိတ်တာတွေမိစရိယအဲ့ဒါတွေဟာအကုန်လုံးထပ်ဆင့်ပြီးတော့အာတဝါဆိုတဲ့ကိလေသာတွေဟာစီးဝင်လာအဲ့ဒီမှာ အဓိကစိဝင်တာကအဘိဆာဆဝိဟိတာဆစိတ်တမတုမဟိညတိဒါတွေတွေးလို့ရှိရင်တပည့်တော်မှာလိုချင်တဲ့စိတ်တွေလွှမ်းမိုးလာတယ်လိုချင်တာမရလို့ရှိရင်စိတ်ပင်ပန်းတာတွေလည်းတပည့်တော်ကိုလွှမ်းမိုးလာတယ်တဲ့အေဝံအာစိနတော်ဒုက္ခအဲ့ဒီအခြေအနေဆိုရင်တပည့်တော်ဟာဒုက္ခတွေဟာပို့ပို့ပြီးတော့များလာပြီးအာရနိဗ္ဗာန်ဥစ္စတိတပည့်တော်ဟာနိဗ္ဗာန်နဲ့ဝေးသွားပြီလို့တပည့်တော်ဒီလိုနားလည်လိုက်ပါတယ်တဲ့ အဲ့ဒါကြောင့်မို့တပည့်တော်လိုင်းနာကျင့်သုံးရမယ့်အခြင်းကဘာလို့နာသောရစ္စတိရူပေတုရူပံဒိဋ္ဌဝပဋိဒတောယေစီကအစဉ်အာယုံလေးမြင်လိုက်ရင်တတိကလိုက်တယ်တတိထားလိုက်တယ်တတိထားလိုက်တဲ့အခါအဲ့ဒီအစဉ်အာယုံပေါ်မှာတက်မဲ့တဲ့တဏမလာတော့ဘူးတဲ့မြင်တယ်ဆိုတဲ့အနေထားလေးတစ်ခုပဲတပည့်တော်တတိထားလိုက်တဲ့အခါမှာမြင်တယ်ဆိုတာလေးလောက်နေတယ်တပည့်တော်ရပ်သွားပြီး ဝိရတစိတ်တော်ဝိရတိခံစားမှုတွေပေါ်လာလို့ရှင်လေတွေ့တာမှုတွေမပါတော့ဘူးလေဒီလိုယူခံစားတာပဲမြင်လိုက်တဲ့အပေါ်မှာခံစားချက်လေးတွေဟာတွေ့တာမှုကင်းတဲ့ခံစားချက်လေးတွေဖြစ်လာတယ်တင်ဆနေသောတာတိတ်တည်းအဲ့ဒီခံစားမှုတွေတဏှာရာဂတွေကလည်းတပည့်တော်စိတ်ကိုလွှမ်းချုံလွှမ်းမိုးပြီးတော့မထားဘူးတဲ့ယထာတာပတ္တတော်ရူပံသေဝတော်စာပြီးဝေဒနာခိယတိနောပစီယတိ အဲ့လိုအဆင်းအယုံကိုမြင်ပြီးတော့စိတ်ခံစားမှုလေးတွေဟာပေါ်လာအဲ့ဒီပေါ်လာတဲ့စိတ်ခံစားမှုလေးတွေဟာတဲ့လောဘကုံမှုအတွက်ဖြစ်လာတယ်ဒေါသတွေကုံမှုအတွက်ဖြစ်လာတယ်မောဟတွေကုံမှုအတွက်ဖြစ်လာဒီခံစားမှုနဲ့ပတ်သက်ပြီးလောဘဒေါသမောဟဆိုတာတပြိတော့မှမဖြစ်တော့ဘူးတဲ့အေဝံသောစရတိတတော်ဒီနည်းအတိုင်းတတိနဲ့မြင်တဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်ကျင့်တယ် အဲ့လိုတတိကြီးစွာထားပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းကြောင့်အေဝံအပ္ပစိနတောဒုက္ခဒုက္ခဖြစ်လာမဲ့ဟာတွေကိုတပီးတော့ဖြစ်စီပြီးသားဖြစ်သွားတယ်ဒုက္ခတွေပွားစီမလာအောင်တားဆီးထားပြီးသားဖြစ်တယ်တန်တိကေနိဗ္ဗာန်ဟောစတိအဲ့ဒီလမ်းကြောင်းသွားရင်တပီးတော့နိဗ္ဗာန်အနီးရောက်သွားပြီလို့ခံစားရပါတယ်လို့ဟောဒီကျင့်စဉ်လေးတစ်ခုဒါသူနားလေတဲ့အတိုင်းပြန်လျှောက်တယ် အဲ့ဒါဟာဒိဋ္ဌိဒိဋ္ဌမတ္တံဝိပဿနာအကျင့်ပဲဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေနိဗ္ဗာန်သွားတယ်ဆိုတာကျင့်ပြီဆိုလို့ရှိရင်အဲ့ဒါကိုအဓိကထားကျင့်ညာမြင်တဲ့အာယုံပေါ်မှာလောဘမဖြစ်ဘူးကြားတဲ့အာယုံပေါ်မှာထို့တူပဲလောဘဒေါသမောဟမဖြစ်ဘူးနှာခေါင်းကနှမ်းရှူတဲ့အာယုံပေါ်မှာဆိုတော့တရားဆိုတာထိုင်းနေုံနဲ့မဟုတ်ဘူးမျက်စိနဲ့မြင်လိုက်တဲ့အချိန်တိုင်းမှာလောဘမဖြစ်အောင် နာကကြားလိုက်တဲ့အချိန်တိုင်းမှာတတိကပ်ပြီးဒေါသမဖြစ်အောင်လောဘမဖြစ်အောင်နှာခေါင်းကအနံ့ရတဲ့အပေါ်မှာလဲထိန်းချုပ်အောင်နာလျာကအရသာတွေးလိုက်တဲ့အချိန်မှာလဲထိန်းချုပ်အောင်အဲဒီလိုမထိန်းချုပ်ခဲနဲ့ကမ္ဘာထမ်းထိုင်တဲ့အချိန်လေးလောက်ပဲအတွေးအာယုံလေးနဲ့ထိန်းနေတာလေးဟာအလုံးမဖြစ်သေးဘူးနာအလုံးမဖြစ်သေးဘူးရဲစီကမြင်သမျှအာယုံနေနာကကြားသမျှအာယုံနေနှာခေါင်းကနမ်းရှူသမျှအာယုံနေ လျာကပေါ်လာတယ်ဗျာအရတာအာယုန်နေခန္ဓာကိုယ်နဲ့ထိလို့ထိတွေ့တဲ့အာယုန်နေစိတ်ကူးထဲမှာပေါ်လာတဲ့အာယုန်နေမှန်တယ်ဗျာလောဘဒေါသမဖြစ်အောင်စောင့်ကြည့်ပြီးတော့မြင်မြင်တဲ့အတိုင်းဒါတိုင်းရရမယ်ကြားရင်ကြားတဲ့အတိုင်းဘာနဲ့ရမလဲတတိနဲ့ရမယ်ပညာဆင်ញင်နဲ့ရမယ်ဒီထဲမှာငါမြင်တယ်ဆိုတာလည်းမပါလာဘူးနော်မြင်တဲ့အရာငါဟာလို့ဆိုတာလည်းပါမလာတော့ဘူး အလုံးမြင်မှုဟာမြင်မှုတတ်တတ်များမှာဖြစ်တယ်။ဘုန်းကြီးတို့တွေလမ်းသွားတဲ့အခါမှာသစ်ပင်ကြီးတွေမြင်သွားတယ်။လမ်းကျော်လည်းမြင်သွားတယ်။သို့တော့ကိုမြင်တဲ့အရာတွေပေါ်မှာငါဟာလို့ဘယ်တော့မှမတွေ့ဘူး။ငါလို့လည်းဘယ်လို့မှမတွေ့ဘူး။လမ်းပေးမှာမြင်သွားတဲ့အရာတွေဟာမြင်ုံတတ်တတ်နဲ့ပဲဖြတ်ကျော်သွားကြတယ်ပေါ့။အဲ့ဒီပေါ်မှာတွေ့တာမှုတွေလည်းမရှိဘူး။အေးတွေ့တာမှုရှိတာကြတော့ဒီမြင်တဲ့အာယုန်တွေပေါ်မှာလိုချင်တဲ့စိတ် မဖြစ်အောင်ထိန်းနေစွာခီးသွားရင်လမ်းမှာမြင်သွားတဲ့အာယုန်ဤပေါ်မှာဘာမှလောဘဒေါသမောဟတွေမဖြစ်စေဘဲနဲ့မြင်ယုံတက်တက်ဖယ်ဆိုတဲ့အနေထားမျိုးရောက်အောင်အားလုံးပေါ်မှာအခုလိုတတိနဲ့ပညာနဲ့ထိန်းချုပ်သွားမယ်ဆိုရင်ဒါမြတ်စွာဘုရားရဲ့ဒိဋ္ဌိဒိဋ္ဌမတန်ကျင့်စဉ်ထိန်းချုပ်သွားမယ်ဆိုရင်လောဘတွေဒေါသတွေမောဟတွေမဖြစ်ဘူး တွဲတော့ဘူးမတွဲရင်အဲ့ဒီအာယုန်တွေပေါ်မှာကုအာဟုတုတရားတွေမဖြစ်တော့ဘူးမဖြစ်တော့ဘူးဆိုရင်အဲ့ဒါအာဟုတုတရားတွေချုပ်ငိမ့်သွားခြင်းဖြစ်လို့ဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးဟိုရောဒီရောနှစ်ခုရဲ့ကြားထဲမှာလည်းမရှိဘူးဒါဟာဒုက္ခအဆုံးသတ်ခြင်းပဲလို့ဒိဋ္ဌိဒိဋ္ဌမတ္တံကျင့်စဉ်ကိုမြတ်စွာဘုရားဟာဘာဟိယယဟန်ကိုလည်းဒီဒိဋ္ဌိဒိဋ္ဌမတ္တံတရားကိုဟောတယ် မာလုကြဗုဒ္ဓယဟန်ကိုလည်းပဲဒီဒိဋ္ဌိဒိဋ္ဌမတ္တန်တရားကိုဟောတယ်။ဒါဟာဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်တိုင်းဟာမလွဲမသွေဒီလမ်းကြောင်းအတိုင်းသွားရတာဖြစ်တယ်ပေါ့။ဒီလမ်းကြောင်းအတိုင်းသွားဖို့ဆိုတာတတိတွေထူထောင်ရမှာဖြစ်တယ်။အသိပညာတွေထူထောင်ရမှာဖြစ်တယ်။တဖြည်းဖြည်းတတိတွေတမာရီတွေပညာတွေတိုးတက်လာလေ့ကျင့်ပေးခြင်းဖြစ်တာလေ။ဒီကျင့်စဉ်တစ်ခုဟာအောင်မြင်ပြီး နောက်ဆုံးမှနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးတော့မိမိတို့ဉာဏ်စိနာနာလျာကာယမနဆိုတာတွေကဝင်လာတဲ့အာယုန်ဒီပေါ်မှာအခုလိုတတိနဲ့ထင်းချုံမှတရားကျင့်တာဟာမှန်ကန်တယ်လို့ဆိုတာကိုသိပြီးအချိန်မရွေးတရားဓမ္မတတိနဲ့ကျင့်သုံးနေနိုင်ကြပါစေကုန်တည်း